နွားနို့ကိုတစ်နှစ်ပတ်လုံးနေ့စဉ်တစ်ခွက်စီတောက်မယ်ဆိုရင်သင်္ခန်းနာကိုမှဘာတွေပြောင်းလဲလာမလဲနွားနို့ကိုနေ့တိုင်းတောက်ရင် အိပ်ပျော်တာတော်ထောက်ကူပြုတယ်လို့တချို့ကပြောကြပေမဲ့ပြုတ်လူမျိုးတွေဟာနွားနို့တောက်ရင်အစာအိမ်ဦးလန်းကြောင့်မအီမတာဖြစ်တတ်တယ်အများအားဖြင့်အများကြီးတောက်ရင်လည်းဝါလာလိမ့်မယ်ဆိုပြီးရဆိုရင်ကြပါတယ်တကယ်ပဲအဲ့ဒီလိုပဲလားဒါကြောင့်မလို့နွားနို့တောက်တာကိုတစ်နှစ်တာပတ်လုံးစမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်ပထမနှစ်မှာတော့ဒိန်ချင်းကိုရွေးချယ်ပြီးတော့တောက်သုံးခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့လူတော်တော်များများကဆိုရင်နေတဲ့လက်တော့စ်ကိုမခံနိုင်တဲ့ပြဿနာကြောင့်မှာ ဒီရွေးချယ်မှုကမှန်ကန်နေဆိုတာကိုတည်တည်ပြနိုင်ခဲ့ပါတယ်။လက်တိုးစ်ကိုမခံနိုင်တဲ့လူဟာနွားတို့လုံးဝတောက်လို့မရဘူးဆိုတာကိုမဟုတ်ပါဘူး။အနေငယ်စီခဏခဏတောက်တာဒါမှမဟုတ်အဓိကကအစားအစာနဲ့တွဲတောက်တာတွေဟာဒီပြဿနာကိုတတ်တာစေနိုင်ပါတယ်။ချိန်ပြုံးပြုံးရောက်တာလေးကလည်းစိတ်ကိုလန်းဆန်းစေပါတယ်။တပတ်ကြာတဲ့အခါမှာတော့နေ့စဉ်နွားတို့တစ်ခွက်တောက်တာဟာမနက်ခင်းတစ်ခုရဲ့ပုံမှန်လေ့ကျင့်တစ်ခုလိုမျိုးဖြစ်လာခဲ့ပါတယ်။အရင်ကလိုမဟုတ်ဘဲကိုလက်အရာတွေပို့ပြီးပြည့်ဖြိုးလာပါတယ်။အလုံးလုံးတဲ့အခါ အတွေးခေါ်တွေပိုရှင်းလာတယ်လို့ခံစားလာရပါတယ်။ဒါဟာနှုတ်ထဲမှာပါတဲ့ကယ်စီယမ်ရဲ့လှုပ်ဆောင်ချက်ဖြစ်ပြီးတော့တည့်ရဲ့အုံနောက်ကိုတက်ကြွစေပြီးပင်မမှုကိုပိုခံနိုင်ရရှိစေပါတယ်။15ရက်မြောက်ရောက်လာတဲ့အချိန်မှာတော့တင်ဟာအိပ်ပျော်ဖို့ပိုပြီးလွယ်ကူလာတာကိုသတိထားမိပါမယ်။ဟိုဘက်ဒီဘက်လွတ်လွတ်နေရမလို့ပဲနဲ့အိပ်ရဝင်ပြီးမကြခင်မှာပဲအိမ်မောကျသွားပါတယ်။ဒါဟာနှုတ်ထဲမှာပါတဲ့ tryptophan ကြောင့်မှသူဟာမလက်တိုနင်းနဲ့ဆီလိုတိုနင်းထုတ်လုပ်မှုကိုအားပေးပြီးတည့်အုံနောက်ရဲ့စိတ်ခံစားမှုကိုတည်ငြိမ်အောင်ထိန်းထားပေးပါတယ်။ဆလာကြအောင် ောက်နောက်တောက်ပြီးရဲ့နောက်မှာတော့ဘောင်းမီခါချောင်းသွားတာကိုအံ့အားသင့်စာတွေ့ရှိရပါလိမ့်မယ်။တကယ်တော့နောက်နောက်တောက်တာဟာဝါရမဝါနဲ့ဓာတ်ရိုက်မသက်ဆိုင်ပါဘူး။အဓိကကစားသုံးတဲ့စုစုပေါင်းကယ်လိုရီနဲ့သုံးစွဲတဲ့ကယ်လိုရီကိုမျှတမှုရှိမရှိအဲ့အပေါ်မူတည်ပါတယ်။ တင်ရွေးချယ်ထားတာဟာအစီနဲတဲ့ဒါမှမဟုတ်အစီလုံးဝဖယ်ထားတဲ့နို့ဆိုရင်တကြားထိန်ပြီးအစီချော့ချတဲ့လူတွေအတွက်ပိုတော်မှစိတ်ချလက်ချတောက်သုံးနိုင်ပါတယ်။သုံးလာကြတဲ့အခါမှာတော့ပတ်ဝန်းကျင်ကတငယ်ချင်းတွေကအသားရည်ကြီးလင်းလာပြီးတော့တိုက်အောင်တမ်းပြီးကြိလွတ်ကောင်းလာတယ်လို့ချီးကျူးကြပါတယ်။ ဒါဟာနှုတ်ထဲမှာပါတဲ့ဗီတာမင် B ရဲ့လှုပ်ဆောင်ချက်ကြောင့်ဖြစ်ပြီးတော့အရေပြားကိုအဟာရကောင်းကောင်းဖြည့်တင်းပေးပါတယ်။တချို့ကအဆီပြည့်ပါတဲ့နှုတ်ကိုဘာဖြစ်လို့မတောက်တာလဲ။တကယ်တော့နှမျိုးစလုံးကအသာချက်တွေရှိပါတယ်။အဆီအပြည့်ပါတဲ့နှုတ်ကအရသာပိုရှိပေမဲ့သင်ကအဆီထိန်းထားခြင်းလို့ဒါအဆီထုတ်တဲ့နွားနှုတ်ကိုရွေးချယ်ခဲ့တာပါ။ မကြခင်မှာပဲတနစ်တာခုံဆုံးသွားပါပြီ။ဒို့တောက်တဲ့တနစ်တာကာလကိုပြန်တွေးလိုက်တဲ့အခါမှာဘဝနေထိုင်မှုပုံစံကိုပိုပြီးစီကန်းရှိလာပါတယ်။ကိုခန်းစားအားလည်းတိတ်တဆိတ်ပူကောင်းလာတာကိုသိရှိရပါတယ်။တချို့ကနို့ကိုတတိဖြော့ရည်တွေနဲ့ရောမတောက်ကိုတတိပေးကြပေမဲ့ဒါဟာပရိုတင်းဓာတ်ကပုံမှန်နေထိုင်တာပဲဖြစ်ပြီးအစာရင်အဆစ်ကအစာခြေဖြတ်တဲ့အတိုင်းပါပဲ။စောက်ရုံမှုကိုလုံးဝမထိခိုက်နိုင်ပါဘူး။ တစ်နှစ်လုံးဆက်တိုက်တောက်ခဲ့တဲ့နွားနို့ဟာကောလာဟာရတွေကိုချိုးဖျက်ပေးရုံသာမကပုံမကောင်းမွန်တဲ့ခန္ဓာကိုယ်အခြေအနေကိုပါပေးဆွမ်းခဲ့ပါတယ်ဒီအဖြူရောင်အရေးကိုနီလန်းမှန်ကန်စွာနဲ့မှန်ကန်တဲ့အချိန်မှာတောက်မယ်ဆိုရင်နေ့စဉ်ဘဝတွေကိုစိတ်ချမ်းသာပေါင်းများစွာနဲ့ဆက်ပြီးဖြတ်တတ်နိုင်ပါပါအားလုံးပဲကျန်းမာကြပါစေရှင်